အမကန်းပညာဆွမ်းနဲ့တက်တာပြောက်ကရာကုသပေးနိုင်မှုကြောင့်ယောဂဝိဒနာရှင်တွေမပြတ်ဖြစ်နေတဲ့ငွေကျေးစေးကုကံပြည်သူများအလုံးမဲမင်္ဂလာပါရှင်ဆယ်လစ်ပေး H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အယိုးအကြောအစစ်ဝိဒနာရှင်တွေကိုတက်တာပြောက်ကင်းတော့အောင်အမကန်းပညာဆွမ်းနဲ့ကုသပေးနိုင်တာကြောင့်မြန်မာနိုင်ငံတော်လောမှာနမဲကြောကြပြီးတော့နေ့စဉ်လာရောက်ကုသကြသူတွေပြည်နေတာကတော့ ဒေါက်တာဆန်းရံငွေကျဲအကျော်ရိုးစစ်စေကံပဲဖြစ်ပါတယ်အစစ်လွဲကြီးပေါင်းအာယုံကြောညက်ခါကြောညက်စတဲ့အရိုးကြောအစစ်ယောဂါတွေကိုစနစ်တကျသေချာစွာနဲ့ကုသပေးပြီးတော့တတပြောက်ကင်းတဲ့အထိ treatment လုပ်ပေးနေတဲ့ဒေါက်တာဆန်းကလူလက်ပိုင်းဆရာဝန်တအူးပဲဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ကြီးဘန်းရီမြို့မှာစေကံဖွင့်လက်ကုသပေးနေတဲ့ဒေါက်တာဆန်းကတော့ယောဂဝိဒနာရှင်တွေကိုနှိမ့်နေပေးရင်းနဲ့ပြန်လဲကုသပေးနေတဲ့ ခိုင်ရိုပရိတာတအုပ်ပဲဖြစ်ပါရင်အထူးပြုလုပ်ထားတဲ့ထိုင်ကုန်တွေ၊ကရင်တွေ၊ကရိယာတွေကိုအသုံးပြုပြီးတော့အကြောအယိုအစစ်ပြင်ဆင်ပေးတဲ့ပညာရည်နဲ့ဝေဒနာရှင်တွေကိုထိရောက်တဲ့ကုသမှုတွေဆောင်ရွက်ပေးနေရဖြစ်ပါတယ်။စိတ်တဘောရာကောင်းမွန်သလိုဝေဒနာရှင်တွေအပေါ်မှာစေတနာပါပါနဲ့ကုသမှုပေးနိုင်တာကြောင့်သူရဲ့စေကံကအယံကိုနာမည်ကြီးနေရပါမြန်မာပြည်နှန်းကနေလာရောက်ကုသသူတွေအရန်များပြားလွန်လာကြောင်းစေကမ်းမှာနေစဉ်လူပြတ်တယ်လို့မရှိပဲဇက်တိုက်ဆိုသလိုကုသပေးနေရပါတယ် လူအများစု YouTube ပေါ်မှာတွေ့ရလိမ့်ရှိတဲ့ Chiropractic ပညာရှင်တွေအများစုကနိုင်ငံရဲ့ချောင်းမှာသာရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းဒေါက်တာဆန်းကအဲ့ဒီလိုမျိုးကုသပေးနိုင်တဲ့ထိပ်တန်းပညာရှင်တဦးပါ။ဒေါက်တာဆန်းရဲ့ကုသတဲ့နည်းစနစ်ကယောဂဝေဒနာရှင်တွေအတွက်တကယ်ကိုထိရောက်တာကြောင့်အခုလိုပဲနာမည်ကျော်ကြားနေရခြင်းဖြစ်ပါတယ်။အယိုးနဲ့ပတ်သက်တဲ့ဝေဒနာရှင်တွေအတွက်လည်းဓာတ်မှန်ကိုသေချာစစ်ဆေးပြီးမှစနစ်တကျကုသပေးရဖြစ်တယ်လို့အကျော်အစ်စ်ဝေဒနာရှင်တွေကိုလည်းရှောင်ရံရှောင်ရံတွေကိုတည်တည်ချာချာဂရုတစိုက်နဲ့မှာကြားလိမ့်ရှိပါတယ်။ ူနဲ့ပြသဖို့အတွက်ဘူဂီတရားမဲ့ရက်ကိုလစဉ်24ရက်နေ့တနေ့သာသတ်မှတ်ပေးထားပြီးတော့ပြသလူတွေရဲ့အရေးများတာကြောင့်အခုဆိုရင်တော့ဇွန်လအထိဘူဂီတွေပြည့်နေပြီဖြစ်ပါတယ်။ဒေါက်တာဆန်းကတော့အရေးပေါ်ရောက်လာတဲ့လူနာတွေအတွက်လည်းအရေးကြီးရင်ကြီးတယ်လို့ကုသဆောင်ရွက်ပေးလို့ရှိပါတယ်။အကျော်အယိုးအစ်စ်တွေကိုနှိမ့်နေပြီးတော့ပြန်လည်တက်မှတ်ပေးကကုသပေးရတဲ့အလုပ်ကအရန်ပင်ပန်းလွန်တာကြောင့်တနေ့ကလူနာ20ဦးအထိပဲကြီးစုကုသပေးနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုမျိုးလူနာတွေကိုအကျော်တွေအယိုးတွေပြင်ဆင်ကုသပေးရတာကြောင့်သူကိုယ်တိုင်ကလည်းတန်မာအောင်နေ့စဉ်ဂျင်မကစားသလိုပုံမှန် training လုပ်ရတယ်လို့ဆိုပါတယ်။သူအနေနဲ့လူနာတွေကိုကုသပေးရတဲ့အတွက်ကအချိန်သိမ့်မပေးရပဲမယ်။ယောဂဖြစ်စဉ်ကိုနားထောင်ပေးရတာတွေနောက်ထပ်မဖြစ်အောင်ဘယ်လိုလှုံ့ဆော်သင်ကြောင်းအကြံပြုချက်ပေးရတွေကြောင့်ကုသချိန်ကကြာမြင့်ပြီးတော့ဖြစ်တယ်လို့ဆိုပါတယ်။သူရဲ့ကုသမှုတွေကိုလည်း video record ယူထားပြီးတော့လူနာတွေရဲ့အခြေအနေတွေကို social media မှာပုံမှန်တင်ပြပေးလို့ရှိပါတယ်။လာရောက်ကုသကြသူတွေကသူရဲ့စေကံ အလံဝေလွန်တဲ့နေရာတွေကပါမျောလင်းချက်ကြီးစွာနဲ့တကူတကလာရောက်ကူတာနေကြတာပါလက်ရှိချိန်မှာတော့လူနာတွေဓာတ်မှန်ရိုက်တာတွေအခက်အခဲမရှိစေဖို့အတွက်သူရဲ့စေကမ်းမှာတဲ့ဓာတ်မှန်ဆက်အတစ်ကြီးတစ်လုံးကိုဝယ်ယူတက်ဆင်ထားပြီးဖြစ်ပါတယ်အကျော်ပြင်းနှိမ့်နေတဲ့ဤစနစ်နဲ့ကုသပေးပြီးတော့ဟိတ်ဟန်တွေမရှိပဲတကယ်ကိုစိတ်ရင်းစေတနာကောင်းမွန်လာတဲ့ဒေါက်တာဆန်းရဲ့စေကမ်းလေးကတော့တနေ့တစ်ခြားလူတွေများထင်ရှားလာပြီးတော့ဝေဒနာရှင်တွေတော်တော်များများကိုတတ်တာပြောက်ကင်းစေခဲ့ပြီးဖြစ်ပါတယ်ပရိသတ်ကြီးတို့ကလည်းဒေါက်တာဆန်းရဲ့ငွေကြေးစေ ခန်းနဲ့ပတ်သက်ပြီးတွေ့ဘူးကြုံဘူးကြားဘူးတာလေးတွေရှိရင်မျှဝေခဲ့ပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါ